ာခံအလုပ်တမှခန်းကုန်ဖြစ်သွားပြီရှိတော့ရှိနိုင်တော့တယ်တော့ဘောတလားမလဲဆိုတော့လူကလောဘဇောကံနဲ့ကြောက်ပြီးတော့အင်မတန်မှကောင်းနေပေါ့နော်ပါဆိုတော့ဒီကားအခုကျမလည်းတောက်လျှောက်ကြည့်နေတဲ့ခါကျတော့တော်တော်လေးဇက်ရှင်တော့အရန်တက်တယ်ကောင်းတယ်ကိုဟုတ်အပြင်မှာလည်းတကယ်လည်းရှိရှိနိုင်လောက်ပါတယ်ရှိလို့လည်းဒီဇက်ပြပေါ်လာတာဟုတ်တော့ကိုဟုတ်ဒီအိမ်မှာနေရင်ဒီရဲ့စီမင်းစည်းကမ်းတွေကိုတေချာပြပြထားလိုက် โอเคရင်မက်ကိုအားပေးနေတဲ့ပိတ်တက်လည်းဆက်ပြီးတော့အားပေးကြပါလို့ခုကျမတို့တောင်းမှာเนาะခုဈေးတော့ဘာသွားဆိုဟာဒေါတစ္စာမတစ္စာဆိုပြီးတော့ခေါ်ကြတယ်ကွာเนาะခေါ်နေကြပြီခေါ်ပါတယ်ကျမတို့ဆပ်ပုတ်လေးဆိုတာကအဲဘာဖြစ်လဲပိတ်တက်အတိမတ်ပြူတာရယ်ဟိုပြောမဲ့ဆိုရောနေရာနေရာတခုရတာနဲ့အတိမတ်ပြုတ်ပေးတာဟိုကကျမတို့အတွက်ကတော့ဒါတမုံဖြတ်လို့မရဘူးပေါ့လေเนาะကိုအဲ့တော့ပိတ်တက်တကယ်ဆက်ပြီးတော့အားပေးကြပါလို့တော်လေးတော့ဟိုပီတိလေးဖြစ်ရတယ်ပေါ့เนาะ ါလဲဆိုတော့ဒီဇလန်တွဲဒီရမက်စရိုက်တဲ့အချိန်မှာတော့လဲဒါကျမရဲ့ character ဘိုင်းကဒါတစ္ဆာပေါ့နော်ဟိုနှစ်ပိုင်းပေါ့ငယ်ဆိုင်အကြီးဆိုင်ပေါ့တစ္ဆာနဲ့တော့တစ္ဆာပေါ့နော်ပြီးတော့ဒီ director နဲ့ကလည်း director မင်းမင်းပုံနဲ့ကလည်းဒါပထမအဆုံးရိုက်ဘူးခြင်းလည်းဖြစ်တယ်ပြီးတော့ကိုယ်ကလည်းဒီအောင်တိထုတ်လို့ရေးပေါ့နော်ဒါသူတို့ဘက်ကဒီတစ္ဆာနေရာမှာကျမကိုဒါရွေးချယ်ပြီးတော့ဒါခေါ်ရိုက်ပြီးရဲ့အတွက်ကြောင့်လည်းထုတ်လို့ရေးတွေလည်းဒီအောင်တိထုတ်ရေးအင်တာမကျေးဇူးတင်ရပါတယ်လို့ဟုတ် ဟုတ်တယ်ကိုတတော်ကြီးစိတ်သက်သာရတယ်ဟုတ်တယ်ပြီးတော့ကျမကျတော့ဒီဒီမှာကျတော့ဒီ UU AA လေးနဲ့ပေါ့နော်ဒီဆိုင်အိမ်ရဲ့အင်ရှင်အိမ်ဟိုဟာအင်ဂျီရှင်တခင်တွေကကိုကတစ္ဆာအရန်စောင့်တည်တာအဲဒေါ်တစ္ဆာပေါ့နော်မတစ္ဆာပေါ့အင်တာမတစ္ဆာစောင့်တည်တဲ့မတစ္ဆာဒေါ်တစ္ဆာပေါ့ဟုတ်အဲ့ဒီညာလေးဆိုတော့တော်တော်လေးကောင်းပါတယ်ကျမအတွက်လည်းဟုတ်ကိုရုပ်ကလေးရတော့မစိုးပါဘူးဒီအိမ်မှာနေရင်ဒီရဲ့စီမင်းစည်းကမ်းတွေကိုတေချာပြတ်ပြန်ထားလိုက် ရှိလို့ရှိနိုင်လောက်တယ်တော့ဟုတ်သလားဘာလဲဆိုတော့လူကလောဘဇောကံနဲ့ကြောက်ပြီးတော့အင်တာမကောင်းနေပေါ့နော်ဘာဆိုတော့ဒီကားအခုကျမလည်းတောက်လျှောက်ကြည့်နေတဲ့ခါကျတော့တော်တော်လေးဇက်ရှင်တော့အရန်တက်တယ်ကောင်းတယ်ကိုဟုတ်အပြင်မှာလည်းတကယ်လည်းရှိရှိနိုင်လောက်ပါတယ်ရှိလို့လည်းဒီဇက်ကပေါ်လာတာပေါ့နော်ကိုဟုတ်နော်အာဇက်ကောင်တွေကတော့ဟိုဟာဟိုမမစန်ဒီပေါ့နော်မဟိုတော့စန်တေအဲခိုင်နေဟုတ်အားလုံးကောင်းတယ်ကိုသူ့ဟာနဲ့သူတလားအားလုံးတော်တော်ကောင်းကြတယ် တယောက်မရော့ကြအောင်ဒီမင်းမင်းမင်းသားကြီးတွေအားလုံးအပြိုင်အပြိုင်အဆိုင်တော်တော်ကောင်းကြတယ်ဟိုပြီးတော့ဟိုပြောမယ်ဆိုကိုဟာကိုဟာတော်ရော့တယ်ဒီဂျန်နက်ပန်းလေးတွေကလည်းအားတော်တော်ကောင်းတယ်အားလုံးအရန်ကောင်းကြတယ်ဒီအိမ်မနေဒီရင်ရပေးတဲ့နာမည်ပဲမခံယူရမယ်ဒီအိမ်မနေရင်မင်းကမီမီမဟုတ်ဘူးကျမကိုရင်တူဟာကြိုက်တာကြတော့ကိုရဲ့ဟိုဘယ်လိုပြောရမလဲအာအင်ရှင်တွေကခိုင်းတဲ့အရာကိုကပြုတ်ခိုင်းတဲ့အရာကိုကလုတ်ပေးရတဲ့ခါကြတော့ဒါကိုအကြောင်းဒီပန်းကလေးတယောက်ကအဲ့လိုမျိုး ိုဒုက္ခရောက်ပြီးထွက်သွားတဲ့အရာအဲ့လိုမျိုးတွေပေါ့နော်အခါကျတော့သူထွက်သွားပြီဆိုရင်ကိုကစိတ်မကောင်းတဲ့အရာပေါ့ကိုဟုတ်အဲ့လိုလေးတွေတော့ဟိုခံစားရတယ်ပေါ့လေနော်ဒါပေမဲ့အင်ရှင်တွေခိုင်းတဲ့အတိုင်းရကိုရက်တော့လုတ်လုတ်ပေးရတာပဲလေဘာဖြစ်နေလဲဆိုတော့ကိုရဲ့လောကမှာကျတော့ဒီလူချင်းလောဘတွေအရန်ဇောကပြီးဆိုရင်ဟိုတာယာပြုတ်ရှင်ဖို့ဆိုတာအိမ်တော်တစ်ခုမှာရောပေါင်းတင်ဆက်ဆံရေးမှာလည်းမရှိတော့ဘူးပေါ့လေနော်အဲ့လူဆိုလောဘကင်းလေဟိုစိတ်အေးချမ်းလေလို့ပဲကျွန်မ မစိတ်ပေးချင်ပါလေအဲ့တော့လောဘဒေါသတွေကင်းပြီးတော့အေးအေးချမ်းချမ်းလေးနဲ့ပဲပေါ့နော်ကိုဘဝမှာအဲ့လိုလေးပဲဖြတ်တတ်မယ်ဆိုရင်အဲအားလုံးလည်းစိတ်ချမ်းသာရတယ်ကိုနဲ့တွေ့တဲ့လူပြောတဲ့လူတွေအားလုံးကလည်းစိတ်ချမ်းသာရပါတယ်လို့အဲ့တော့လောဘဒေါသကင်းလေးနဲ့ပဲနေတော့ကြဖို့ပဲကျွန်မပြောချင်ပါတယ်ဟုတ်ဒီနေ့ကစပြီးနေ့ကဒီအိမ်ကြီးရဲ့တစ္ဆာခံအလုပ်တမခန်းကောဖြစ်သွားပြီကျွန်မကြတော့အခုဒီအိမ်ပေါ်ဆက်ရောက်တာပထမအဆုံးရိုက်ဘူးချင်းဟုတ်တယ်ဒါပထမအဆုံးပဲဒီကဒီဆက်ရုပ်မျိုးရိုက်ဘူးတာပေါ့နော်ဟုတ် တော်လေးဒါပေမဲ့အရန်ကြီးလဲအဲ့လိုမျိုးတော့မဟုတ်တာအိမ်တော်ထိအဆင့်ဖြစ်သွားရဆိုတော့လေတော့ကိုအဲ့လိုမျိုးအေးလည်းမျိုးမမြင်နိုင်ဘူးဟုတ်ဟုတ်ကိုမမြင်နိုင်ပါဘူးအဲ့တော့သမီးပါပြောတဲ့ဒီကားလေးကြည့်ပြီးဘာမှမပြောရသေးဘူးအော်သူလည်းကြည့်ရကြည့်ရမှာလားမကြောက်တတ်ဘူးကိုသူခီးထွက်နေကြတာဟုတ်ဟုတ် โอเคရမက်ကိုအားပေးနေတဲ့ပိတ်တက်လည်းဆက်ပြီးတော့အားပေးကြပါလို့ခုကျမတို့တောင်းမှာเนาะခုဈေးတော့ဘာသွားဆိုဟာဒေါ်တစ္စာမတစ္စာဆိုပြီးတော့ခေါ်ကြတယ်ကွာเนาะခေါ်နေကြပြီခေါ်ကိုနေဟာဈေးတော့ဆိုအဝယ်ပေးရတယ်တလားဟာကိုပရိတ်တက်ဆိုတော့ဩကိုကတော့မဝယ်ချင်ပဲဝယ်ပေးရတယ်လို့ကိုပရိတ်တက်တည်းအဲ့လိုခေါ်တော့ဟုတ်မမိကြတယ်ကိုဟုတ်သူတို့တွေအဲ့ဒါဒေါ်တစ္စာမတစ္စာနဲ့တလားခေါ်ကြတယ်သူတို့အဲ့ဒါအဲ့ခါကျတော့ဒါကိုယ်လည်းပြိတ္တကတိလာလေးဆိုတော့လေဒါအဲဝန်တာရတာပေါ့နော်ကျမတို့ support လေးဆိုတာကအဲဘာဖြစ်တဲ့ပြိတ္တအတိမတ်ပြူတာရယ်ပြီးတော့ဒီဒီအချင်းချင်းကလည်းဟို ဟိုပြောမဲ့ဆိုရောနေရာနေရာတခုရတာနဲ့အတိမတ်ပြုတ်ပေးတာဟိုကကျမတို့အတွက်ကတော့ဒါတမုံဖြတ်လို့မရဘူးပေါ့လေနော်ကိုအဲ့တော့ပရိသတ်တွေကဆက်ပြီးအားပေးကြပါလို့ကိုချစ်တဲ့ပရိသတ်တွေဟိုပို့ပြီးတော့အားပေးဖို့ပေါ့နော်အားလေးပြောချင်ပါတယ်ဟုတ်